ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ကြီးကဒီကနေ့သူ့ရဲ့နှုတ်ကနေပြီးတော့ထုတ်ပြောလိုက်ပါပြီထုတ်ပြောလိုက်ပါပြီပြောရရင်တော့2025ခုနှစ်မှာရွေးကောက်ပွဲကျင်းပမယ်လို့အားလုံးကမျှော်လင့်ထားတဲ့အချိန်မှာအားလုံးကမှန်းဆထားကြတဲ့အချိန်မှာပြောရရင်ဒီနေ့ထက်မှရွေးကောက်ပွဲကျင်းပမယ်ပေါ့ဗျာအားလုံးကတွတ်ဆထားတဲ့အချိန်မှာပဲသူပြောလိုက်တဲ့စကားတစ်ခုကမရေရာမှုစီကိုဥတည်သွားတယ်ပေါ့2025ဆိုတာမရေရာဘူးဆိုတာဥတည်သွားတယ် အဲ့ဒါကိုပြောချင်တာအဲ့တော့ဘယ်လိုမကြည့်ရတာလဲဆိုတော့ဘုံချုပ်ကြည့်ရတာပြောပါတယ်2025ခုနှစ်ဒီဇင်ဘာသို့မဟုတ်ဒီဇင်ဘာသို့မဟုတ်2026ခုနှစ် January နေ့ဥပိုင်းမှာကျင်းပနိုင်ဖို့ရှိတယ်ဆိုတဲ့သဘောမျိုးဘုံချုပ်ကြည့်ကပြောလိုက်ပါတယ်ဘယ်မှာပြောတာလဲဆိုတော့ Belarus နိုင်ငံမှာသူရောက်နေတော့ Belarus နိုင်ငံမှာရောက်နေတော့သူ့ရဲ့သတင်းစာရှင်းလင်းပွဲပူးတွဲသတင်းစာရှင်းလင်းပွဲမှာသူကထုတ်ပြလိုက်တာပါဆိုတော့ဒါကိုကြည့်ချင်းအဖြစ်ဘုံချုပ်ကြည့်အဲ့ဒါကိုပြောရဲဆိုတော့ကြည့်ချင်းအဖြစ်တော့ကျွန်တော်တို့ကဘာလို့သွားတွေ့ရလဲဆိုတော့ရွေးကောက်ပွဲတည် နော်ရွေးကောက်ပွဲသည်2025ခုနှစ်ထဲမှာဖြစ်ဖို့တည်ကြပါမလားဆိုတဲ့တန်တရားကိုကျွန်တော်တို့ကြီးထွားသွားစီတာပေါ့နော်ဆိုတော့ဒါဆို2025ဖြစ်ပါမလားဆိုတဲ့မိကုံးပါအဓိကတော့ဖြစ်နိုင်ပါမလားပေါ့2025အဲ့ဒါပါဆိုတော့သူဘာပြောတာလဲဆိုတော့ဒါထောင်ကြည့်ကြပါတော့ဒါထောင်ဒီခါတော့ဒါထောင်ကြည့်ရမယ်ဆိုရင်သူပြောတာတော့ကျွန်တော်ကအဲ့ပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမှာတဘာဘူးတွေဖြစ်ခဲ့တဲ့အတွက်နိုင်ငံမှာအရေးပေါ်အခြေအနေကြီးညာပြီးတော့ခက်တဲ့တာဝန်ယူထားတာဖြစ်ပါတယ်တဲ့မကြခင်မှာလည်းဥရိနဲ့ရွေးကောက်ပွဲကျင်းပတော့ဖို့ရှိပါတယ်တဲ့ လွတ်လပ်ပြီးတော့တရားမြတ်တဲ့ရွေးကောက်တရားမြတ်တဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်ဆိုတော့ဒီပြောတဲ့ဇာတ်ကတော့ရှင်းပါတယ်နော်2025ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလတွင်အစောဆုံးကျင်းပသွားဖို့စီစဉ်ထားကြောင်းပြောကြားလိုပါတယ်ဆိုပြောတာဆိုတော့ကဲအဲ့တော့ရွေးကောက်ပွဲအတွက်ပြင်ဆင်ကြတဲ့ပါတီတွေနိုင်ငံရေးသမားတွေအကုန်လုံးတည်ကြတာတော့2025ခုနှစ်နိုဝင်ဘာအထိမေ့ထားလိုက်တော့ တော့မိထားရတော့တနည်းအားဖြင့်ပြောရင်နောက်ထပ်9လ8လလောက်ကအသာလေးသာထိုင်နေပြီးတော့နောက်ထပ်9လ8လလောက်ကအသာလေးသာနေပြီးတော့ဘာမှမလုပ်နိုင်ဘူးခဏထားလိုက်ဦးအသာလေးနေကြနော်ကိုယ့်ကိုအသာလေးပဲနေလိုက်ပြီးတော့ကိုယ်လှုပ်ဆက်ရှာရေးလုပ်နေကြတာဒါပဲရှိတယ်ဒီဇင်ဘာဆိုတာတော့2025ဒီဇင်ဘာတော့ဖြစ်ဖို့မသိကြတဲ့သဘောမျိုးအထိသူပြောသွားတဲ့သဘော2026 January ဆိုတော့ဒါကိုအစိုးဆုံးကျင်းပဖို့ဆိုတော့အကယ်၍များမတော်တဆများအခြားကြားထဲမှာမတော်တဆတဲ့မတော်တဆတွေပဲထပ်ပေါ်လာခဲ့ရင်2026 January လည်းဟုတ်ပါမလားဖြစ်ပါမလားဆိုတော့မေကွန်ကကျွန်တော်တို့အားလုံးကမေကွန်ကရှိနေပြီ ဘာကြောင့်လဲဆိုတော့2022အဲ2021ခုနှစ်နှစ်ကုန်ပိုင်းဖြစ်မလားနည်းနည်းတော့ကြာပြီဗျာ तू အနာယူပြီးတော့သိမကြခင်မှာ तू ပြောခဲ့တဲ့စကားတခုရှိတယ်အဲ तू ပြောဖို့အရာကိုကောက်ချက်ချလိုက်တာ2023ခုနှစ်ဩဂုတ်လမှာရွေးကောက်ပွဲကျင်းပနိုင်ချေရှိတယ်ဆိုတဲ့သတင်းမျိုးတွေအလောကခံမှန်းခဲ့ကြဘူးတယ်ခံမှန်းခဲ့ကြဘူး2023ဩဂုတ်လမှာရွေးကောက်ပွဲကျင်းပနိုင်ချေရှိတယ်ဆိုတဲ့ခံမှန်းချက်မျိုးတွေခံမှန်းခဲ့ကြတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အာနာကနှစ်နှစ်ပေါ့ဗျာဟိုတစ်နှစ်ကရေးပေါ်ချင်းတစ်နှစ် ပြီးရင်6လ6လနှစ်ကြိမ်ဆိုနှစ်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 ပြည့်တဲ့အချိန်က2020နဲ့အဲ3ခုနှစ်2020ဆိုအောက်ကလာအဲ့ဒါနှစ်နှစ်ပြည့်ပြီဆိုတော့အဲ့ဒီအချိန်ကျရင်ရွေးကောက်ပွဲကျင်းပနိုင်ရရှိသလားဆိုတော့မန်ချက်တီအားလုံးကမျောလင့်နေကြတဲ့အချိန်မှာပဲလုံးဝမဖြစ်နိုင်ခဲ့တာကိုတတိပြခဲ့ပြီမဖြစ်နိုင်ဘူးဆိုတော့ပြခဲ့ပြီဆိုတော့ကျွန်တော်အဲ့ဒီတော့က2023ခုနှစ်အဲ2023ခုနှစ်တုန်းကကျွန်တော်ဒီဟိုဟာကိုဂျပန်သွားတော့ကဂျပန်ကမိတ်ဆွေချူရမိပါတယ်ပြီးတော့ကျွန်တော်ကလည်းပြောထည့်လိုက်တယ်2025ပေါ့ဆိုတော့ ကျွန်တော်အဲ့မှာပြောတာမိုင်2015ဆိုတယ်အဲ့ဒါသူကြောင်သွားတယ်ပြီးတော့မှအော် sorry 2025 2025လို့ဆိုတော့သူကဘာကြောင့်လဲသူမီးတယ်ကျွန်တော်ပြောပြတယ်အဲ2023မှာလာမီးယူကော့ဝဲကျင်းပမယ်ဆိုရင်ဒီနေ့ထဲမှာယူကော့ဝဲကျင်းပမယ်ဆိုရင်မင်းကာလာကိုကြည့်လိုက်လို့ time frame အရာမမီတော့ဘူးလို့တစ်ချက်က time frame အရာမမီဘူးလို့ပြီးတော့နောက်တစ်နှစ်ကိုရွှေ့မယ်2024မှာဖြစ်နိုင်ဘူးလား2024လေးအဲ့ဒါဆိုမဖြစ်နိုင်တော့ဘာလို့ဆိုတော့ government dam တစ်ခုသူယူလိုက်တာသူ့တော့ပိုစိတ်ချရတယ်ပြီးတော့သူ့မှာပြင်ဆင်ချင်ပိုရသွားတယ်ဆိုတော့ အော်အဲ့ဒါ तू အန်အောင်းနေအန်အောင်းနေအဲ့တော့ကျွန်တော်ကတစ်နှစ်ကျော်တစ်နှစ်ခွဲလောက်ကျွန်တော်ကြူပြီးတော့မှန်းဆခဲ့တယ်အဲ့တော့သူတို့တချို့နားလဲဆိုဒါပေမဲ့အခုကျွန်တော်မှန်းတာကနောက်တော့ဆုတ်သွားပြီကျွန်တော်2025လို့မှန်းခဲ့တယ်ဆိုတော့2025ခုရောက်လာပြီရွေးကောက်ပွဲကကျွန်တော်ကြားတာ2025ခုနှစ်ထဲမှာကျင်းပမယ်လို့ကျွန်တော်မှန်းဆထားခဲ့ကြတယ်ကျွန်တော်ကတော့2025နိုဝင်ဘာကိုမဖြစ်မနေကျင်းပလိမ့်မယ်လို့ကျွန်တော်ကကောက်ချက်ချခဲ့ဘူးတယ်အဲနိုဝင်ဘာ၈ရက်လို့ကောက်ချက်ချလို့ရရင်ကျွန်တော်ကနိုဝင်ဘာ၉ရက်တော့ကောက်ချက်ချတယ်နိုဝင်ဘာ၉ရက်တော့ကောက်ချက်ချတယ် လုံးဝမှာကိုးဖြစ်နိုင်တယ်ဘာလို့ဆိုတော့ဘုံချမှုကြီးကကိုးကနန်းနေသူတို့တော်တော်သဘောကျပုံရတယ်အဲ့တော့ကိုးပေါ့နော်ကိုးကိုးကိုးလုံးမင်းကြည့်အောင်ပေါ့ကိုးနိုဝင်ဘာကိုးရဲဆိုတာမျိုးအဲကျွန်တော်မှန်းခဲ့တာပေါ့နော်ဒါပေမဲ့အခုသူပြောပေါ့ဒီဇင်ဘာဆိုတော့တေးကြတယ်စောရင်ဒီဇင်ဘာနောက်ကြရင်ဇန်နဝါရီဒါဒါတော့ဒါ2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီဆိုတာဒါအစောဆုံးကျပါနိုင်ကိုကြိုးစားတယ်လို့သူပြောတာဆိုတော့ဒါဆိုရင်သူ့ရဲ့စောဖို့မရှိတော့ဘူးဆိုတဲ့အထိပဲတက်ရောက်တယ်ဒါဆိုရင်တော့ရွေးကောက်ပွဲဒီနောက်တစ်နှစ်ကိုနောက်အများကြီးစောင့်အောင်နောက်ထပ်9လ10လ ပြောရအောင်ရှစ်လလောက်နောက်ထပ်ရှစ်လလောက်ငိုလို့ထိုင်ပြီးကြည်နေရမယ်တဘောတော့ဖြစ်သွားတာပေါ့နော်ဖြစ်သွားတာပေါ့အဲ့လိုကြီးဖြစ်သွားတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒါတော့ဘာမှအများကြီးတော့ဟိုမတ်ချက်ပေးရတော့ခက်တယ်အဲဒိုင်းကောင်းတယ်ဆိုရဲဆိုတော့ပြောလို့လည်းမရဘူးကျွန်တော်တို့သာပြောလို့လည်းမရဘူးကောင်းတယ်ကျွန်တော်ကောင်းတယ်ပြောလေခင်ဗျားတို့ယူနေမှာကောင်းခြင်းမှာကောင်းပါကျွန်တော်ဆိုးတယ်ပြောလေခင်ဗျားတို့ယူနေမှာဆိုးခြင်းမှာဆိုးပဲကျွန်တော်ကောင်းတယ်ပြောလေဗိုလ်ချုပ်ကြီးရဲ့မကောင်းဘူးပြောရင်ပြောမယ်ကျွန်တော်ဆိုးတယ်ပြောလေဗိုလ်ချုပ်ကြီးကောင်းတယ်ပြောရင်ပြောမယ်ဒါသူ့ရဲ့ခံစားချက်သူ့ယုံကြည်ချက်သူ့ရဲ့လက်ရှိစီမံခံဝမှုနဲ့သူလှုပ်ရှားရှည်သူလှုပ်နေတာကိုမှားတယ်မှန်တယ်ကျွန်တော်ဆုံးဖြတ်နေလေကျွန်တော်ဆုံးဖြတ်တဲ့တိုင်းလိုက်လို့မဟုတ်ဘူးဒါဆိုကျွန်တော်ဟာ journalist ကြောက်တာဖြစ်တယ် तू က နိုင်ငံကိုအုပ်ချုပ်နေသူဖြစ်တယ်မတူဘူးလေအဲ့တော့မတူတော့သူ့ရဲ့ပြောစဉ်းစားဖို့စဉ်းစားနေသူ့ရဲ့လှုပ်ဆောင်လို့ဆောင်နေသူ့ရဲ့လက်ရှိဖြစ်နေတဲ့ပေးလာတဲ့အခြေအနေတွေကိုသူတွက်ချက်ပြီးတော့သူပြင်ဆင်နေတဲ့ပုံစံတသက်ရှိမှာပေါ့နော်ဆိုတော့ဒါကတစ်ချက်ပေါ့နောက်တစ်ခါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါတီတွေကလည်းကိုလက်ရှိဝင်ပြီးတော့စည်ရင်းသွင်းတာ50နဲ့3ပါတီရှိသွားပြီပေါ့နော်53ပါတီမှာပြည်တော်စုအဆင့်ပြိုင်တာ6ခုပဲရှိတယ်6ခုပဲရှိတော့အဲ့ဒီ6ခုမှာပြန်တွေးကြည့်ရင်ကျွန်တော်နိုင်ငံကိုလလလလဥဆောင်နေတဲ့ပါတီဆိုတာ6ခုမှာသိမ့်မရှိဘူးကြာတချို့ပါတီတွေကနိုင်ငံဥဆောင်နေတဲ့အဆင့်တန်းမျိုးမရောက်သေးဘူး ကျွန်တော်ပြောရင်အဲ့ဒါတချို့ပါတီတွေစိတ်ဆိုးကြအောင်မယ်ကျွန်တော်ပုံမှန်လည်းပြောမယ်အဲ့ဒီပါတီတွေနိုင်ငံဥဆောင်နေတဲ့အဆင့်တန်းမျိုးတချို့ပါတီတွေမရောက်သေးဘူးမရောက်သေးဘူးဒီနိုင်ငံမှာနိုင်ငံကိုဥဆောင်နေတဲ့အဆင့်တန်းမျိုးရောက်တာနှစ်ပါတီပဲရှိခဲ့ဘူးလေတက်ပြည်ခိုင်ဖို့နဲ့နှစ် NLD ဒါပဲရှိတာကို NLD ကပြည့်ပြည့်သွားပြီဖြစ်တဲ့အတွက်ပြည်ခိုင်ဖို့တပါတီပဲကြာတယ်အဲ့တော့ပြည်ခိုင်ဖို့ကနိုင်ငံဥဆောင်နေတဲ့ပါတီလို့ကျွန်တော်ကပြောသလိုတော့ဖြစ်သွားမလားတော့မသိဘူးမဟုတ်ဘူး तू ကအဲ့လိုလုပ်နိုင်တယ်ဒါပေမဲ့သူ့ကိုလူတွေကထောက်ခံပါသလားဆိုရင်မေးခွန်းကြတော့လေကျွန်တော်မပြေနိုင်တော့မပြေတော့လူလူကပြေရလိမ့်မယ်ဒါကျွန်တော်ပြေရမလို့လူလူပြေရမှာဖြစ်သွားတယ်ဆိုတော့ လူတို့ကထောက်ခံမှုဆိုတာကလည်းပြဿနာနည်းနည်းအကန့်အသတ်ရှိတယ်လူတို့ဆိုတာကလည်းလူတို့ဆိုတာကလည်းကျွန်တော်တို့ပြည်သူလူထုကလည်းချစ်ချင်းပုံချင်းတအားများတယ်လူတို့ချစ်ရင်လည်းအရင်ချစ်ပုံရင်အရင်မုန်းကြည့်မြောက်ဆိုလုံးဝကြည့်ကုန်များတော့အဲ့လိုချစ်ချင်းပုံချင်းပုံမှာအခြေခံတယ်ဒီအုံနာပုံမှာအခြေခံတာမဟုတ်ဘူးချစ်ချင်းပုံချင်းပုံမှာအဓိကအခြေခံတယ်ဆုံးဖြတ်ချက်တွေမှန်သမျှချစ်ချင်းပုံချင်းကိုအခြေခံပြီးဆုံးဖြတ်ကြတာများတယ်အဲ့တော့ပြည်ခရီးပါတီကအုပ်ချုပ်နိုင်တဲ့အစွမ်းအစရှိတယ်ဆိုရင်တော့သူ့အနေနဲ့တကယ်လားမရွေးကောက်ပွဲမှာဒါတကယ်သာ open type ဥပမာလည်းသာချမယ်ဆိုရင် तू ရောလုံလောက်တဲ့မဲရပါမလားဆိုတော့မေးကုန်သူ့မှာလည်းရှိတယ်ဒါတွေကအများကြီးပဲစဉ်းစားကြရတယ်ဆိုတော့ကျန်တဲ့ပါတီတွေကရောရှိလားဆိုတော့ကျန်တဲ့ပါတီတွေပါတီ၉ခုလို့ပြောတယ်နော်အဲ့တော့တပါတီဖဲလိုက်ရှစ်ခုကျန်တယ်အဲ့ရှစ်ခုကနိုင်ငံဥစ္စာတွေနဲ့အစွမ်းစာမျိုးအရေးချင်းမျိုးလှုပ်ဆောင်မှုမျိုးအင်အားမျိုးဒဏ္ဍအင်အားမျိုးနဲ့ဘာခေါ်လို့ဆိုတော့ဟိုဘာခေါ်လဲဒီသူတို့ရဲ့ capacity ပေါ့ဘယ်လောက်ရှိတယ်လဲပေါ့ ဒါဆို leadership skill ဒီ capacity နောက်တစ်ခုကဒီဒီ management skill ဘယ်လောက်ရှိလဲဆိုတော့မေးကုန်အဲ့ပြဿနာရှိတယ်။ဘာလို့ကျွန်တော်နိုင်ငံမှာရှိတဲ့ party တော်တော်များများဟာသူများကိုစီမံခန့်ခွဲဖို့ပြောနေသူတို့ကိုသူတို့စီမံခန့်ခွဲတဲ့ leadership skill တော့တအားညံ့တကယ်ကျွန်တော်ပြောရတယ်။တိုက်တဲ့နိုင်ငံ party တယောက်ခေါင်းဆောင်တယောက်ကိုလက်ညှိုးထိုးလိုက်ကျွန်တော်လက်ညှိုးထိုးပြလိုက်အဲ့ခေါင်းဆောင်ကျွန်တော်ပေါ်တင်မဲ့ပြောမှာပေါ်တင်မဲ့ဝေဖန်လို့ရတယ်။ဘာလို့သူ့ရဲ့သူဘာမှ leadership skill မရှိဘူးဆိုတာလည်းမရှိတဲ့အပိုင်းလို့ကျွန်တော်ဆွတ်ထုတ်ပြလို့ရတယ်။ဘာလို့ဆိုတော့ ဒီလက်ရှိစကေးမရှိဘူးမရှိကြလို့လဲသူတို့ကိုသူတို့မတိဆောက်နိုင်ဘူးမတိဆောက်နိုင်လို့လဲသူတို့ဘာဖြစ်လို့လဲဆိုတော့သူများနောက်လိုက်နေဖြစ်တယ်ကျန်တဲ့အဲ့ပါတီကောကအဲ့လောက်ပဲဖြစ်နေတယ်တိတ်စင်တန်းနေလုံးတယ်မြန်မာနိုင်ငံနိုင်ငံကြီးတမားတွေတော်တော်စင်တန်းနေလုံးတယ်တော်တော်နေလုံးတယ်ကျွန်တော်အဲ့လိုပြောရင်သူတို့ဆေးဆိုးကြလိမ့်မယ်ဟုတ်ကျွန်တော်ပြောရတယ်ပို့ဝင်လည်းပြောတာနေတယ်လုံးဝနေတယ်ဘာလို့ဆိုတော့သူတို့ရဲ့ဟိုတကယ်မဟာဗျူဟာ master plan ပါလဲဆိုတော့သူတို့ကိုသူတို့ theory တွေဝါတွေဘာမှမရှိဘူးဘာမှသူတို့မှမရှိဘူးမဟာဗျူဟာဘာမှမရှိဘူးတကယ်မရှိတာကျွန်တော်ယုံကြည်မှယုံတယ် တယောက်ချင်းစီကိုတူးချင်းစီကိုခင်ဗျားတို့မယုံရင်တို့ရဲ့စာတန်းလေးရေးခိုင်းကြည့်လိုက်တို့တို့သာနိုင်ငံကောင်းဆောင်ဖြစ်ရင်ဘာလုပ်မလဲတစ် plan A ဘာလဲ B ဘာလဲ C ဘာ D ဘာတို့ရဲ့ shadow government ဘာလဲဆိုတော့တို့မသိဘူးမသိဘူးအဲနိုင်ငံလက်ရှိမြန်မာနိုင်ငံနိုင်ငံရေးသမားတွေအဲ့တော့ဒီလိုနိုင်ငံရေးသမားတွေလက်ထက်ကိုကျွန်တော်တို့တိုင်းပြည်ထည့်ရတာကန်ကန်တရားကြီးရတော်တော်စိုးတာလို့ရက်ဆက်တယ်လို့ခေါ်တယ်ကျွန်တော်အဲ့တော့နိုင်ငံရေးသမားတွေနဲ့ပတ်သက်ရင်ကျွန်တော်နဲ့အသိပညာဖြစ်ဘူးအကောလို့ကတို့ကနိုင်ငံရေးသမားတွေကမီဒီယာဘာမှလည်းမသိ journalism ဆိုတာဘာမှလည်းမသိဘူး business management ဆိုတာဘာလဲဆိုတော့သူတချို့တွေကောင်းကောင်းမသိဘူးသိတယ်လို့လို့မသိဘူး တကယ်ကိုအမြဲတော့တချို့ရတယ်ပြီးရင်တို့လို့တို့သိတဲ့နိုင်ငံကြီးကဘာလဲဆိုစစ်တပ်ကိုအကန့်လုံးမယ်စစ်တပ်ကိုစစ်တပ်ကိုရန်သူလိုတတ်မှတ်ပြီးတော့စစ်တပ်ကိုလက်ညှိုးထိုးပြီးတော့ तू ကလူကောင်းဆိုပြီးပြောတဲ့အစ်စ်တန်းမျိုးကလွေးဒါတဲ့ပူကောင်းတော့ဘာမှမရှိဘူးတို့မျိုးကစစ်တပ်ကို तू ကဗီလီလုတ်လိုက်တယ် तू ကမင်းသားလုတ်တယ်မင်းသားတက်ထိုင်တယ်အဲ့လိုလုတ်တဲ့နိုင်ငံကြီးတမပုံများတယ်ဆိုတော့အဲ့ကလေးကဒီနိုင်ငံရဲ့နိုင်ငံကြီးတမတွေအစ်စ်တန်းသူများဘယ်လောက်နှိမ့်ကြသွားလဲစဉ်းစားကြည့်ခင်ဗျားကြိုက်တဲ့နိုင်ငံကြီးတမကောင်းစင်တက်ပါကြိုက်တဲ့နိုင်ငံကြီးတမအခုကျွန်တော်ပြောရတဲ့မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံကြီးပါတီခေါင်းဆောင်တွေတတိရှိလို့ရှိရင်ကျွန်တော်တို့ ဟို TV screen ရှေ့မှာရိုက်ပြီးတော့ live လုပ်ပြီးတော့ debate လုပ်ကြည့်လိုက်စမ်းကြည့်လိုက်ကျွန်တော်ပြောရတဲ့အကုန်လုံးကျွန်တော်စိတ်ခေါ်တာဟိုစမ်းကြည့်လိုက်ဒါလို့ရှိရင်ဘာလို့ဆိုတော့အဲ့လောက်ကြီးတို့မှာနိုင်ငံအုပ်ချုပ်နိုင်လောက်တဲ့အတွေးခေါ်ယူဆမျိုးတို့မှာဘာမှမရှိတာမရှိတာ ideology မရှိဘူးကျွန်တော်ပြောရတဲ့အဲ့ဒါကြောင့်ကျွန်တော်ကတို့နိုင်ငံသမားတွေနဲ့ပတ်သက်လို့ကျွန်တော်ရဲ့အမြင်ကတော့ကျွန်တော်တော်တဲ့ personal အမြင်ကတော့ရှင်းရှင်းလေးပဲလို့ဒီလက်ရှိမြန်မာနိုင်ငံနိုင်ငံသမားတွေအထင်ကြီးစရာတယောက်မှမတွေ့ရသေးဘူးတယောက်မှမတွေ့ရသေးဘူးဒါပေါ်လဲအဲ့တော့ဒါထားတော့ဒါပါတီတွေဘက်ကဒါမဲ့ဒါမဲ့ဒီလိုနဲ့ပဲပြင်ပြောင်းလဲယူသွားရင်းနဲ့တိုးတက်လာတဲ့ ပို့ပြီးအားကောင်းလာတယ်ပို့ပြီးတော့ဟိုလူလူကိုစားပြူလာတယ်ဗဟိုပြူလာတယ်တိုင်းပြည်တစ်ခုလုံးကိုစားပြူလာတယ်ဗဟိုပြူလာတယ်လူတစုပုံမှာမဟုတ်ပဲတစ်ခုလုံးဗဟိုပြူလာဆိုနိုင်ငံကောင်းဆိုအများကြီးပေါ်ပေါက်လာနိုင်ချေတော့ရှိဒါတွေကအလားလာပေါ့နော်ဆိုဒါတစ်ခုပေါ့အဲ့တော့ပြည်သူကစေရနာမမှန်လို့ဗျာပွင့်လို့ပြောလူရင်းပြောရင်ပြည်သူလူလူပုံမှာစေရနာမမှန်ကြခြင်းကအခြေခံနံပါတ်၁ပဲအဲ့တော့ဘာလို့စီရင်နာမှန်ဘူးလို့ကျွန်တော်ပြောလို့ဆိုရင်အကြောင်းပြချက်တစ်ခုပဲပြောမယ်။ဘယ်နိုင်ငံရေးပါတီခေါင်းဆောင်ကမှငါသေးသေးပါစေငါပြည်သူလူရှိရမမမရက်ပြီးတော့ဒီ PD အချမ်းဖက်သမားတွေလက်နက်ကိုင်ပုံကွယ်တဲ့တပုံတွေကိုငါလုံးဝလက်မခံဘူးကွာလို့ပေါ်တယ်တယောက်မှမပြောရဘူး။ အခုအသက်ခံနေရတဲ့ပြည်သူလူထုရှိရတယ်မမမိုက်ရပြီးတော့ဟောငါအဲ့ပြည်သူလူထုရှိရငါအသိခံမယ်ငါပဲတည်တည်တည်ဆိုတဲ့စိတ်ဓာတ်နဲ့ရှေ့ကိုထွက်လာနိုင်ငံတော်တရားမရှိဘူး။အဲဒါကြောင့်မလို့အဲ့ကလေးကအဲ့စေရနာကိုကလေးကယုတ်ယုတ်ကန်းနေတာအဲ့စေရနာကိုကလေးမပြည့်စုံတဲ့အထွတ်အဲ့ဒီထက်ကနိုင်ငံနံပါတ်1တေချာပေါ့အဲ့ဒီကသူတို့စာအုပ်ဘွဲကခုနဗာလဲဆိုအပိုက်တင်ဇသိန်းဆိုတာဒါပဲ။ဒါပဲကျွန်တော်ပွင့်လဲပြောတာအခုနိုင်ငံသမားတွေကဘယ်သူများခင်ဗျရှေ့ထွက်ပြီးတော့ပြည်သူလူထုဘက်ကမမမိုက်ရပြီးတော့ပြည်သူပြည်သူဘက်ကနေမမမိုက်ရပြီးတော့အခုအသက်ခံနေရတဲ့ပြည်သူတွေကို အကျန်းဖက်သမားတွေတတ်နေတဲ့ကိစ္စကိုငါတို့ကလုံးဝလက်မခံဘူးအဲ့အကျန်းဖက်သမားဘဲကောင်ဘဲကောင်ဘဲကောင်လုံးဝလက်မခံဘူးခုကျွန်တော်တို့ပြောဆိုတော့မပြောရဘူးခုကျွန်တော်တို့ပြောရလေရှင်းရှင်းလေး PDF NUG ဟိုကောင်တို့ NUG ဇင်မာတို့ဆိုကျွန်တော်လုံးဝလက်မခံဘူးကျွန်တော်ပြောတယ်ထုံးဟိုပါလေဟိုလွေကိုလက်လုံးဝလက်မခံဘူးဒူပါလေရှိလက်မောင်းခံတယ်အဲ့ကျန်းဖက်သမားတွေတကောင်းမှကျွန်တော်လက်မခံဘူးလို့ကျွန်တော်ပေါ်ရင်ပြောတယ်လေဒါပေမဲ့ဘဲကောင်မပြောရဘူးအဲ့နိုင်ငံသမားတွေဘာလို့မပြောလဲဆိုတော့အတက်ခံကကြောက်လို့သူတို့တေမာကကြောက်တယ်ပြည်သူတေရင်တေပါစီသူတို့တေမာကိုကြောက်ကြတဲ့နိုင်ငံသမားအများဆုံးပဲခင်ဗျာအခုမနေ့တနေ့ထွက်လာတဲ့လူတွေကအစအကုန်လုံးထူထူပဲမပြောရဲကြဘူးဆိုတော့ ဒါအဖြေပါပဲ။ဒါဒါဒါနံပါတ်1အဖြေပဲ။ကျန်တာတွေကတော့ဝေးလူတွေ။အဲ့တော့ပုံစံကြီးပြောတဲ့2025ရွေးကောက်ပွဲဒီဇင်ဘာဆိုတာဒီကျွန်တော်စိတ်တော့စိတ်ထက်ပါတော့ကျွန်တော် personal point of view ပြောမယ်ဆိုရင်ဟိုပေါ်လည်းပြောရင်တန်တရားတွေရှီလွန်းသွားရင်မကောင်းဘူး။တချို့တန်တရားတွေရှီလွန်းသွားရင်မကောင်းဘူး။ပေါ်လည်းပဲဒါကျွန်တော် personal ကတော့ကျွန်တော်မကြိုက်ဘူး။မကြိုက်ဘူးရွေးကောက်ပွဲဖြစ်နိုင်ရင်တော့စောနိုင်တယ်လို့စောတာအကောင်းဆုံးပဲဖြစ်လို့ရတဲ့နေရာမှာရွေးကောက်ပွဲရင်ဆက်လုပ်ထားပြီးတော့ရွေးကောက်ပွဲနဲ့အတူရွေးကောက်ပွဲနဲ့အတူတက်နိုင်တဲ့နိုင်ငံရဲ့ခင်းချင်းအကုန်လုံးပြောင်းလဲနိုင်အောင်ကြိုးစားတာကောင်းပါတယ် ဘာလို့ဆိုတော့နောက်မှသူရှေ့ကြာသွားတဲ့နေမြာကြာသလီကြာလီကြာလီကြာလီစစ်အုပ်ချုပ်ရေးရှေ့လျသူဖြစ်သွားမယ်စစ်တပ်ကလူတွေယူနီဖောင်းချုပ်ပြီးတက်အုပ်ချုပ်တာလည်းမဟုတ်ဘူးဆိုတော့စစ်တပ်ယူနီဖောင်းကြီးတက်အုပ်ချုပ်ကြရကြီးကပွင့်လည်းပြောရတယ်ပွင့်လည်းပြောရတယ်နိုင်ငံတကာရဲ့စံတန်ဖို့နဲ့ကြည့်မယ်ဆိုရင်ဒီဒီနိုင်ငံရဲ့အနေအထားနဲ့တော့မပြောဘူးနိုင်ငံစံတန်ဖို့နဲ့ပြောမယ်နိုင်ငံတကာကိုဝတ်မယ်ဆိုရင်ဒီစစ်တပ်ယူနီဖောင်းကြီးတက်အုပ်ချုပ်ကြရကြီးကကြည့်လို့အဆင်မပြေဘူးဒါကြီးကမသင့်တော်ဘူးပြီးတော့နိုင်ငံကဒီမိုကရေစီကိုသွားနေပါတယ်လို့ဆုံးဖြတ်ထားရင်ဒီမိုကရေစီမှာစစ်တပ်ယူနီဖောင်းကြီးတက်အုပ်ချုပ်တာတော့မသင့်တော်ဘူးအကယ်၍ ဟိုစစ်အာဏာရှင်စနစ်သို့မဟုတ်စစ်တပ်အုပ်ချုပ်တဲ့စနစ်တခုကိုတွားတယ်ကွန်မြူနစ်ပါတီလိုမျိုးပါတီတခုတပါတီအုပ်ချုပ်မှုစနစ်ကိုတွားတယ်ဆိုရင်တော့ကျွန်တော်ဘာမှမချင်တော့ဘူးလို့ဒါပေမဲ့လက်ရှိမြန်မာနိုင်ငံသားအားလုံးလက်ခံထားတာဒီဒီမိုကရေစီ2008ဖွဲ့စည်းပုံအခြေခံဥပဒေဒါကိုလက်ခံထားရတဲ့ဒီတိုင်းသွားမယ်လို့ဆုံးဖြတ်ထားရင်တော့ဒီ uniform ကြီးတွေနဲ့တိုင်းပြည်မှာတက်အုပ်ချုပ်နေရကြီးကတော့ကျွန်တော်တို့ကြာသွားရင်မကြိုက်ပါဘူးအခုကအခြေအနေတိုင်းတစ်ခုတည်းယူထားရတယ်လို့ပြောလို့ရရင်မဲ့ဒီခြေထဲတခုဖြစ်အောင်ဖန်တီးပြီးမှဆက်ယူထားတယ်ဆိုတာမျိုးဖြစ်သွားမှာကျွန်တော်စိုးပါတယ်ဒါကျွန်တော်စိုးရင်ချင်ပါအဲ့တော့ကိုကျော်မူကြီးရဲ့2025ဒီဇင်ဘာတို့2026 January တို့ဆိုတာတွေဒီ ခိုင်မာတဲ့မှန်ကန်တဲ့ဘယ်လိုခေါ်မလဲဒီဟာကဂတိကဝဖြစ်ပါစေနော်မင်းတို့စကားမိုးကျူးသွားတကယ်လို့ဂတိကဝဖြစ်ပါစေမြည်သောသောအကြောင်းအရာကြုံလာသည်ဖြစ်စေဒီကာလမှာဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ပြည့်ပြည့်သားလောက်တာမျိုးဖြစ်ပါစေလို့ပဲကျွန်တော်တို့မျှော်လင့်နေဟိုနောက်ကြောက်ရတခုပေါ်လာလို့ထွှေ့လိုက်ပါသည်ထွှေ့လိုက်ပါသည်ရေရွှေရွှေနဲ့နောက်ဆုံးခုနမဆုံးတော့နာတရားတွေလဲထွက်သွားမှကျွန်တော်စိုးပါတယ်ပြီးတော့အဲ့ဒီလိုမျိုးမဖြစ်ဖြစ်အောင်လို့ NUG ကောင်းနေတယ်တွန်းပို့နေတယ်တိုင်းသားလက်နက်ကိုင်းတွန်းပို့နေတယ်ဝိုင်းပြီးဇက်ပို့ပေးနေတော့ ပို့ဆိုးကုန်တော့ဗျာကျွန်တော်တို့တော့တော်တော်တော့ဒီလိုတိတ်မကြိုက်ပါဘူးတိုးတော်လဲမတတ်တာဘူးဗျာသူရဲ့ဆိုးပြေချက်ကသူဆုံးရှုံးချက်ဒါတစ်ချက်ပေါ့နောက်တစ်ခါဘယ်လာရုစ်တမရလူကာရှန်ကိုနဲ့သူတွေ့တဲ့အချိန်မှာလူကာရှန်ကိုကအက်ကမဟာတည်စီသူဘွဲ့ပေါ့နော်ဒီဘွဲ့ကကျွန်တော်သိသလောက်တော့သူတယောက်ပဲမြန်မာပြည်မှာရထားသေးတယ်လို့ကျွန်တော်နားလည်တယ်ပေါ့နော်ဒီဘွဲ့အကြီးဆုံးလို့ကျွန်တော်ထင်တယ်ပြီးတော့သူလက်အချင်းနဲ့ပြလာတာသူလက်ညှိုးလက်နှောင်းချောင်းထောင်ပြတယ်တွေ့တယ်ဆိုတော့ဒါနှစ်နှစ်ယောက်ပဲရှိသေးတယ်လို့သူပြောချင်တာလားတော့ကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်အဲ့တော့သိနားမလဲဘူးဒါဆိုသူကဗီဒီယိုဖိုင်ပဲကျွန်တော်ကြည့်ရတာသူတို့ပြောတဲ့ဟိုဟာနားမလဲဘူးဆိုတော့အဲ့တော့ဒီကြတာကတော့ ဒီအက်ကမဟာသီစုဘွဲ့ကိုလူကာရှန်ကိုသူပေးလိုက်တယ်ပေးရချိမြင်တယ်ပေးရချိမြင်တော့လူကာရှန်ကိုကလည်းဟမ်ဆောင်တန်းချက်ချင်းဆိုရင်သူပေးတဲ့တစိကလေးကိုပတ်နန်းတယ်ပဲဆိုက်ဆိုက်နန်းဆိုင်တယ်ဒီနန်းဆိုင်တယ်သူတော်တော်လေးအဲတဘောကြပုံရပါတယ်ဒီလူကရှန်ကိုကတော့သဘောကြပုံရတယ်ဘယ်လိုလဲသမရဘာလို့သူသူ့ဒီဂုံလူဆောင်စုအမြင့်ဆုံးစုစုအဲစုပြီးတော့သူလည်းပျော်ပြီးတော့အဲအားဒါလေးကိုသူစိတ်စုလက်စီကိုသူနမ်းလိုက်တဲ့အောင်ကြည့်ပြီးတော့လို့သူတော်တော်လေးဒီပြောနေရှာသွားပြီပေါ့နော်သူကဘုံချုံကြီးရတဲ့တအားကိုသေချာသူပြေးလဲတွေ့ရတယ်ပြီးတော့ သူ့အနေနဲ့ကဒီ Belarus သမ္မတနဲ့တွေ့တာနဲ့ Russia သမ္မတနဲ့တွေ့တဲ့ဟာနှစ်ခုမှာခင်ဗျားတို့ body language ကိုကြည့်မယ်ဆိုရင် body language ကိုကြည့်မယ်ဆိုရင် Russia သမ္မတနဲ့တွေ့တာကကျတော့ကိုယ့်ထဲအင်အားကြီးတဲ့နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်တယောက်နဲ့ကိုတွေ့ရတဲ့အခါမှာဘာပဲပြောပြော तू ကလေးစားသမှုယုတ်ကျုံးမှုသူလေးစားသမှုကိုသူကအားပြူတာသူတွေ့ရတယ်ပြီးရင်သူကဘာလို့တွေ့ရလဲဆိုတော့ဒီ Russia ရဲ့အကူအညီတွေငါတို့လိုအပ်တယ်ဆိုတော့သူကဒီ body language မှာကိုယ်လည်းပေါ်နေတယ် Belarus မှာကျတော့သူကနိုင်ငံချင်းကသိမ့်မကွာကြရတယ်ဆိုဖြစ်တော့ လူနီးပညာရသူကနည်းနည်းမြင်တယ်ဆိုပေမဲ့တိုးတော်နိုင်ငံချင်းသိမ်းမကွာကြတဲ့ခါကျတော့သူကပို့ပြီးတော့နောက်တစ်ခါပို့ပြီးတော့ပေါ်ပါလွတ်လပ်မှုသူကတွေ့ရတယ်ရုရှားသမ္မတပူတင်နဲ့မှာသူတော်တော်အဆင်ပြေခဲ့တဲ့ဟာကဒီဘက်ကိုပေါ်ပါလွတ်လပ်မှုတွေဆက်သေးဆောင်နိုင်စေတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့သူဒီမှာတော်တော်လေးပေါ်ပါလွတ်လပ်မှုသူကတွေ့ရတယ်ဒါတစ်ချက်ပေါ့ prayer language ပြီးတော့သူတို့ဘယ်လိုလို့ပြန်မြန်မာနဲ့ချာမှာနိုင်ငံစာချုပ်တွေ14ခုလောက်ချုပ်နိုင်ခဲ့တယ်14ခုတည်းမနေဘူးချုပ်နိုင်ခဲ့တယ်ဘယ်လိုလို့ဘက်ကသတင်းတွေမှာတော့15ခုကြော်ကြော်လို့ပြောတယ်15ခု more than 15လို့ပြောရေးထားတယ်မြန်မာဘက်မှာတော့14ခုလို့ရေးတယ်မြို့တော်ဖြစ်စေကောင်မူစာချုပ်ပေါင်း14ခုကျော်ချုပ်နိုင်ခဲ့တယ်အဲ့ဒီချိန်မှာဒီကျွန်တော်တို့နိုင်ငံစိုက်ပျိုးရေးကဏ္ဍအတွက်အရေးပါတယ်ဓာတ်မြူဩစာလို့ကိစ္စမျိုးကတော်တော်လေးသူတို့ highlight လုပ်ထားတော့တော့တွေ့ရတယ်ဆိုတော့ဘိုးကျော်မူကြီးဒီရုရှားကိုသွားတဲ့ကိစ္စမှာ highlight လုံးဆုံးကိစ္စသည်ဤပညာအပါဝင်လျှက်စစ်ဤပညာလောင်စာစီကိစ္စအပါဝင်ဒီဓာတ်မြူဩစာကိစ္စကိုသူတော်တော်လေးအအောင်ထည့်တာတွေ့ရဆိုတော့ဒါမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးမြန်မာနိုင်ငံစိုက်ပျိုးထုတ်ကုန်ပြီးတော့စိုက်ပျိုးရေးကိုအားပြုပြီးတော့တက်လာဖို့သူမျှော်လင့်ချက်ကြီးပါ ရပါတယ်ဒါကြောင့်မလို့သူဒီဒီဒီတက်မြဩဇာဘက်ကိုသူတားတွန်းပို့တယ်ကျန်တယ်ပြောနေအမဟိုဩဘာကိုသူတို့ဟိလိုလူမျိုးတော့တွေ့ရတာပဲအဲ့အဲ့တစ်ထဲမှာဩဘာကိုသူတို့ဟိတော့တွေ့ရတာပဲဩဘာကိုသူတို့ဟိတွေ့ရတယ်နောက်မာလာမြန်ရဲ့လူတွေတွေ့ရတယ်ဒီလိုလူတွေတော့သူအထက်မှာသူတို့ကိုယ်လည်းဆွေးနွေးနေတာတွေ့ရတယ်ဟုတ်နော်ဆွေးနွေးရဆိုတော့ဘာပဲပြောဟိုသူတို့တော်တော်လေးတော့ဟို ဟိုဒီကိစ္စကိုပူချမှုကြည့်လို့အအောင်တော်တော်ဆိုင်ထားဖို့ရတယ်။ပေါင်းစံဒီဘက်ကပူအဲဒါရုရှားဆိုပေါင်းစံဒီဘက်ကပူဒီဘက်ကနေမျိုးသားပြန်သွင်းတာမျိုးတွေပေါ့နော်။ဟိုဟာဆိုလဲဘယ်လိုလို့ဆိုလဲဒီပေါင်းစံကိစ္စတွေစဉ်းစားဖို့ရတယ်။အဲ sorry ဒီ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 ဘက်ကဓာတ်မြေဩဇာရေးကိစ္စတွေနီးပညာတွေသူရအောင်ရအောင်ယူစူးစမ်းဖို့ရတယ်။ဒါကျွန်တော်နိုင်ငံဘယ်လောက်လိုအပ်ချက်လဲဆိုစဉ်းစားကြည့်ပါ။ဘာလို့ဆိုကျွန်တော်နိုင်ငံစိုက်ပျိုးရေးကအေကလေအေက၁၈တန်းကျော်နဲ့တခြားဟာတွေနဲ့စိုက်ပျိုးမြေအလုံးပေါင်းတန်း၃၀လောက်ထက်မရှိတယ်။အဲ့လောက်မြေပေါ်မှာစိုက်ပျိုးနေရတဲ့တည်နံနေရတဲ့မြေဩဇာဘယ်လောက်ထိအရေးကြီးလဲဆိုတာစဉ်းစားကြည့်ပါနော်။တော်တော်လေးအရေးကြီးပုံရပါတယ်နော်။ဒါကတစ်ချက်ပေါ့။ ဆိုတော့ဘာပြောဘယ်လာရုကလည်းတမရကလည်းပူဂျုံမူကြီးကိုကြိုးတဲ့ပုံစံကတော်တော်လေးကိုသူနွနွထွလေးရှိပုံရတယ်ပြီးတော့ဘူးပြောပြတယ်ဒါပေမဲ့တစ်ဖက်မှာတော့ရုရှားတမရနဲ့တွေ့ရတာရောဘယ်လာရုတမရနဲ့တွေ့ရတာရောဒီနှစ်ခုအကုန်လုံးနဲ့ဒီခီးစင်နဲ့ပတ်သက်တော့တစ်ဖက်က NUG ဘက်ကလူတွေကတော့ကျွန်တော်စကားလေးတောင်ထည့်ပြောချင်စီမရှိတော့တော်တော်လေးကိုပူလောင်ပူလောင်ပူဆက်ပူလောင်နေဖြစ်နေတာတွေ့ရတယ်သူတို့ဘက်မှာတော့တော်လေးမခန့်ကြီးမခန့်တာတွေဖြစ်နေပုံရတယ်ပြီးတော့ဒီခီးစင်ပုံမှာတေးတိမ်မေးမိန်အောင်လို့ပုံစံမျိုးစုံနဲ့ပုံဖြတ်ပြောဆိုမှုတွေလုပ်ကြတယ်သူတို့မျိုးစုံပဲလုပ်စီကာမှုကဘာဖြစ်သွားလဲဆိုတော့သူတို့ကဘယ်လိုပဲလုပ်လို့ပါနောက်ဆုံးတော့ ဒီပုံရိပ်ကတော့ဒီပုံရိပ်ကတော့တစ်ကမ္ဘာလုံးပြန်သွားပါပြီဘိုဂျုံကြီးရဲ့ရုရှားနဲ့ဘယ်လာရုစ်ခီးစဉ်ပုံရိပ်ကြီးကတော့တစ်ကမ္ဘာလုံးကိုပြန်သွားပြီသူကသူ NUG မကလို့ပဲ NUG ရဲ့ဘိုးတွေပဲအော်အော်ဒါဘိုဂျုံကြီးရဲ့ဒီခီးစဉ်ကတော့ဘာပဲပြောတစ်ကမ္ဘာလုံးမှာတော့လူစိတ်ဝင်စားမှုရှိသွားပြီတစ်ကမ္ဘာနဲ့ချီစိတ်ဝင်စားတယ်လို့ပြောလို့ရပါဆိုတော့ထိုင်းလိုနိုင်ငံလဲစိတ်ဝင်စားတယ်အမေရိကလိုနိုင်ငံလဲစိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့ ပူဂျုံမှုကြီးရဲ့ဒီခီးစဉ်ခြေလှမ်းနေရဘယ်ဟုတ်လှမ်းနေရလဲဘာလို့ချင်နေရလဲဆိုတော့ပြီးတော့ဘာလို့ကြာမှာလဲဆိုတော့သူစုံစမ်းမှုတွေရှိကြတယ်ပြီးတော့ပို့ပြီးတော့ဟိုစိတ်ဝင်စားဖို့ကောင်းသွားတာကတော့ရုရှားသမ္မတကိုလည်းလေးလေးစားစားဆက်ဆံလာတာကိုတော့တွေ့ရတယ်တန်းတူဆက်ဆံလာတယ်လေးလေးစားဆက်ဆံလာတွေ့ရတယ်ဒီနေရာမှာလေးလေးစားတန်းတူဆက်မဆံသေးတာကရက်တရုတ်ပဲကျွန်တော်တို့အိန္ဒိယတရုတ်နိုင်ငံကတရုတ်သမ္မတရှီကျင်းပင်ကမြန်မာကောင်းဆောင်ကိုသူကအထင်သေးတာလားဒါမှမဟုတ်သူဘာလဲမြန်မာကောင်းဆောင်တမင်ကိုသူကဟိုအစ်နှိမ်နေတာလားတော့မသိဘူးကျွန်တော်တို့အဲ့တော့လောကလက်မခံဘူး ရုရှားလိုနိုင်ငံတော်ဒီလိုမျိုးအဆင့်တူဆက်ဆံပြီဆိုရင်တရုတ်လိုနိုင်ငံဆက်ဆံဖို့လိုအပ်တယ်အဲ့လိုမဆက်ဆံရင်ဒါတရုတ်ဟာအိန္ဒိချင်းခြံစည်းကိုကပ်ပြီးတော့တရေမကောင်းဘူးလားလို့ကျွန်တော်မေးရအောင်ဖြစ်နေတယ်အဲ့တော့ခြံစည်းကိုကပ်ပြီးနေအိန္ဒိချင်းဒါပေမဲ့တရေမကောင်းတာလားလို့ကျွန်တော်မေးရအောင်ဘာလို့တရေမကောင်းလဲဆိုတော့ခင်ဗျားဟိုရုရှားလိုနိုင်ငံသရပ်ပူတယ်တော့ဒီလိုခေါ်တဲ့အချိန်မှာတရုတ်ကကျွန်တော်တို့ကောင်းဆောင်ကိုဒီလိုမျိုးမခေါ်ဘူးဆိုတာဟာရှင်းရှင်းပြောရရင်တော့အိန္ဒိချင်းခြံစည်းကိုကပ်ပြီးနောက်ကျတိုင်းတို့ကိုစူးစမ်းနေရလားတော့မေးရအောင်ကျွန်တော်တို့ကဘာလုပ်တာလဲဒီဟာကျွန်တော်ကျွန်တော်နိုင်ငံကောင်းဆောင်အဆင့်ကို तू ကလေးစားဆက်ဆံခြင်းနဲ့စိတ်မရှိတာလားလို့မေးကုန်မေးရအောင်ဖြစ်နေတယ် သူပြောရတော့တချို့ပြောရင်အဲဝင်းရှုံနဲ့တွေ့ခဲ့တာပဲလို့သူမြင်အဲ့ဒါ state visit အစင်မဟုတ်ဖဲနဲ့သူက foreign သူမဟုတ်ဒီဒီဒီ meeting body ဒီဒီဘာခေါ်လဲဆိုတော့ဟိုနိုင်ငံတော်နိုင်ငံအစင်ဆွေးနွေးပွဲတွေနဲ့ဆွေးနွေးပွဲပုံမှန်နေ့စဉ်ကျင်းပရဆွေးနွေးပွဲကိုဖိတ်တာပဲရှိတာ state visit ပုံစံမျိုးဖိတ်တာမျိုးမလုပ်သေးတာအဲ့တော့တရုတ်ဆိုကအနေနဲ့ဟိုတရုတ်ဆိုကနဲ့တရုတ်တိုင်းမှာမြန်မာပြည်ချင်းတရုတ်ကတာဝန်တာဝန်ရှိသူတွေနေလဲသိဖို့လိုတာကခင်ဗျားတို့လုပ်နေတဲ့ပုံစံကခင်ဗျားတို့ခေါင်းဆောင်လုပ်နေတဲ့ပုံစံကနိုင်ငံရဲ့ချစ်ချီကိုထိခိုက်စေတယ်ဆိုတော့မမေ့ဘူးလို့ရတယ်။ဟိုအဝေးကြီးကဘယ်လာရုစ်လိုရုရှားလိုနိုင်ငံတွေကတော့ဒီကိုလှမ်းဖိတ်ပြီးတော့နိုင်ငံခေါင်းဆောင်ကို တေချာဖိတ်တယ်ဆိုတာခင်ဗျားတို့ကိုယ်တိုင်လည်းစဉ်းစားဖို့လိုလာပြီလို့ပြောချင်တာနောက်အိန္ဒိယလည်းလာလို့ပဲအိန္ဒိယလည်းဖိတ်ဖို့လိုရတယ်ဒါပေမဲ့မဖိတ်သေးတာကတော့ကျွန်တော်စောင့်ကြည့်ရတာပေါ့ထိုင်းလည်းလာလို့ပဲအိန္ဒိယနိုင်ငံတွေမျိုးမဖိတ်တာပြဿနာရှိတယ်ဒါဟာဘာလဲဆိုတော့ဒါဟာဘာလဲဆိုတော့တန်တမန်ကြီးရအရာမျိုးအသီးမမပြုတ်ချင်ဘူးဆိုရင် okay မင်းတို့မပြုတ်လဲငါတို့ကလည်း cream ဆိုင်ဘူးကွာဒါပေမဲ့မင်းတို့ကငါတို့အိန္ဒိယကောင်းဆိုတာတက်တည်ပြချင်ရင်တော့တနည်းပဲကျွန်တော်လေဆိုတာမျိုးဒီဘက်ကပုံစံကြီးဒီဘက်ကစောင့်နေတဲ့သဘောရှိတယ်ဒါလိုရရှိတယ်ဒါကတော့စောင့်ကြည့်ကြတာပေါ့ဗျာဆိုတော့တခါကျရင်ကျွန်တော်တို့က မိတ်ဆွေကောင်အိန္ဒိချင်းကောင်ချန်စီယိုကန်နေလို့အိန္ဒိချင်းကောင်လို့ထင်ကောင်းထင်ရပြီမြေတခါတည်းကြာရင်အဲ့ဒီလူတွေကကိုယ်နောက်ကျောထားတဲ့ထုရကောင်တွေလို့မဖြစ်ဘူးလို့မပြောနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကယုံကြည်ရတယ်ဆိုတာဘာလဲဆိုပြီးမေးကုန်မယ်နိုင်ငံတကာနိုင်ငံရဲ့ဆက်ဆံတဲ့ကယုံကြည်ရတယ်ဆိုတာဘာလဲဆိုပြီးမေးကုန်မယ်ဒီညမှာဒီเจ้าကပြောတာကဘိုလ်ချုပ်ကြီးမင်းအောင်လိုက်မှာမဟုတ်ဘူးမြန်မာနိုင်ငံကမှဒီချိန်ဒီချိန်မှာအုပ်ချုပ်မယ်ဘသူဖြစ်ဖြစ်ဒီလိုလောက်လာရင်ဘသူကိုလို့လို့ကျွန်တော်တို့ကနိုင်ငံနဲ့ချီပြီးတော့လက်မခံဘူးလို့ပြောတာဒါဒီညဘိုလ်ချုပ်ကြီးပြိုင်ဒေါအောင်ဆန်းစုကြည်ကျွန်တော်ကောင်းတာမရှိဘူးနိုင်ငံအနော်အဆင့်ခေါင်းဆောင်တယောက်ကိုယ်နိုင်ငံခေါင်းဆောင်တယောက်ကျွန်တော်ကြိုက်ကြိုက်မကြိုက်ကြိုက်ကိုယ်ခေါင်းဆောင်တယောက်ကိုတမန်နိုင်ငံက လေးစားနဲ့ဆက်ဆံတာကြိုက်တယ်အေးမလေးမစားလောက်လာနိုင်တော့လက်မခံဘူးဒါနိုင်ငံစော်ကားတယ်လို့ကျွန်တော်သတ်ပါတယ်ဒီလိုသဘောပဲအဲ့ဒါကိုတော့ကျွန်တော်တခါတည်းသိစီလို့ပါတယ်အားလုံးเนาะဒါတစ်ချက်အဲ့တော့ဘုရားကြီးခီးစရာအောင်မြင်သွားခဲ့ဘီလို့ပြောလို့ရတယ်မနေ့ပြန်တပတ်ခါကြရင်တော့ဒါသူပြန်လာမယ်ပြန်လာတဲ့ခါကျရင်တော့အားလုံးကကျူစွာကြလိမ့်မယ်ပေါ့နော်ကျူစွာကြတဲ့ဟာတွေတော့ရှိကြလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဒါပြန်လာမယ့်အချိန်ကလည်းညနေစာဦးဖြစ်နေတော့နည်းနည်းတော့ပြဿနာရှိတယ်ညညညညညညနေစာဦးဖြစ်နေညနေ9:00နာရီ10:00လောက်ဖြစ်မှထင်တယ်အဲ့လောက်ဖြစ်မှထင်တယ်ပြန်အောင်မယ်ချင်တော့ညနေပိုင်း6:00 9:00လောက်ဖြစ်မှထင်တယ်အဲ့လောက်ဆိုတော့ ဒီကြိုးဆွဲလူတွေတော့ကတော့နည်းနည်းမီးပါမယ်မီးတော့တော်တော်ထိုးရမယ်